အခုပဲရောင်ဝတိုင်းနဲ့အေရဝတီတိုင်းမှာရေကြီးလို့ပြည်သူတွေဒုက္ခရောက်ကုန်ပါပြီဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုရောက်သွားပြီဖြစ်တဲ့မုံတိုင်းငယ်ဟာအကောင်တဲ့လေပြင်းအနေရှံဝန်ဒီပရက်ရှင်အဖြစ်အာရော့သွားပြီးတော့နောက်24နှစ်အတွင်းမှာဝယ်မ LPA တိတာထင်ရှားတဲ့ဂုံတွင်လေပြင်းအနေရှံဝန်အဖြစ်ဆက်လက်သိရှိနေနိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနမှထုတ်ပြန်ထားတာကိုတွေ့ရကြောင်း မိုးလဝသပညာရှင်ဝင်းနိုင်ကဆိုပါရီဒီပရက်ရှင်ဟာမြန်မာအိန္ဒိယအတန်မဏိပူရနေဆန်နီတီဆက်လက်ရွေးလျားနိုင်ပြီးတော့မုံတွဲအကျဉ်းချံမှာမိုးတိမ်များမှာကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာနောက်လာမယ့်48နာရီအတွင်းမိုးရီချိန်က95မီလီမီတာမှာ225မီလီမီတာသုံးလမမဆဲလမတီမိုးရွာသွန်းစင်တိုင်းမှာဖြစ်ကြောင်းမိုးလဝသပညာရှင်ဝင်းနိုင်ကအရေးပေါ်ပဲသတိပေးထားပါရီအေယာဝတီမြေရေရန်ကုန်မြေရေနဲ့မြေကြီးနားမြေရေဟာလေး တက်လာမှဖြစ်တဲ့အတွက်ပြည်သူတွေအထူးကူဆိုင်ကြဖို့လေဝိနိုင်ကထပ်မှာပါတယ်ပြီးတော့ချင်းနေမြစ်ဖြားပိုင်းနေအေဝဒီမြစ်ဖြားပိုင်းဒေသတွေမှာမိုးများရမှာမိုးအလိုများမှာဖြစ်ပြီးတော့မိုးရေချိန်ကဆယ်လမကျော်ချီရွာသွန်းနိုင်တာကြောင့်မြစ်ဖြားပိုင်းမှာသစင်အောက်ဘက်မြေတွေလည်းရုပ်တရက်တက်လာနိုင်တာကြောင့်ပြည်သူတွေကူဆိုင်ကြဖို့လေထပ်မှာပါတယ်ချုံုံပြောရရင်တော့ဒီကနေ့ကနေစပြီးတော့ဂျုံလာနေ့နေ့အတွင်းရခိုင်ပြည်နယ်ရောင်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပုဂံတိုင်းဒေသကြီး မွေတိုင်းဒေသကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့လည်းပိုင်းချင်းပြည်နယ်အောက်ပိုင်းချင်းပြည်နယ်အောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတော်တော်လေးကြီးမှဖြစ်ပြီးတော့တခါတရံမှာမြေကြီးတာနဲ့တိုက်ဆိုင်ရင်ပုံမှုအခြေအနေတွေဆိုးရွားနိုင်တာဖြစ်တဲ့တော့ပြည်သူတွေကယူဆိုင်ကြပါဇိုလာနေရနေ့အထိမိုးတွေတောက်လျှောက်ကိုရွာသွန်းနိုင်မှာဖြစ်တဲ့တော့ပြည်သူတွေမြေနေပိုင်းကအထူးကယူဆိုင်ကြပါနော်ဂျွန်လာနေရပြီးမှာမိုးတွေကတိတ်နိုင်မှာ ဖြစ်တဲ့အတွက်ဒီသူတွေဒီတော့တွင်မှာယူဆိုင်နေထိုင်ကြပါဗျာ